မြန်မာအိန္ဒိယနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့စကိုင်းတိုင်းတမူးမြို့နယ်မှာအိန္ဒိယနိုင်ငံအာဏာပိုင်တွေကတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၀ဦးကိုဖမ်းဆီးတပ်ဖြတ်မှုအမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးဖို့ဒေသခံတွေကတောင်းဆိုနေကြတယ်လို့သတင်းမြစ်တွေက MP ကိုပြောပါတယ်။ပြီးခဲ့တဲ့မေလ23ရက်ညနေပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကမြန်မာပိုင်နယ်ထက်ကတမူးခရိုင်ပကပအဖွဲ့ဝင်တွေတည်ရှိရာနေရာကိုအင်အားသုံးဝင်ရောက်စီးနှင်းပြီးအဲ့ဒီတော်လိုင်းရဲဘော်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့တမူးဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။ အဲ့ဒီလိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်မှာတော့၃ရက်အကြာမေလ16ရက်မနက်ပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကတနတ်တန်ရမျက်နှာနဲ့ခနာကိုရီပေါ်မှာရိုက်နှက်နှံပန်းထားတဲ့ဒဏ်ရာတွေနဲ့တည်ဆုံးနေတဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးခဲ့တာပါ။အိန္ဒိယအာဏာပိုင်တွေကမြန်မာပိုင်နဲ့အတွင်ဝင်ရောက်ပြီးတော်လိုင်းရဲဘော်တွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာဟာအင်အားကြီးနိုင်ငံတကာနိုင်ငံရဲ့ကျူးကျော်နှဲချက်မှုတစ်ခုဖြစ်တယ်လို့တမိုးမြို့နယ်တော်လိုင်းရဲဘော်တို့ကပြောပါတယ်။ အဲ့ဒီတက်ဖြတ်မှုဟာနေဆက်ချန်စီယိုခတ်နေတဲ့ကိစ္စနဲ့လည်းသက်ဆိုင်ပြီး အာနာသိန်းစိုးစုရဲ့ပူပေါင်းဆောင်ရွက်မှုတွေလည်းပါဝင်တယ်လို့တော်လင်းအင်အားစုတွေကသုံးသပ်ပါတယ်။အိန္ဒိယအာနာပိုင်းတွေကတော့မေလ14ရက်မှာအိန္ဒိယတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်အာတန်ပြည်နယ်အာတန်ရိုင်းဘက်တပ်ဖွဲ့ကဦးဆောင်ပြီးအိန္ဒိယမြန်မာနယ်စပ်ဆန်နယ်ခရိုင် ခင်ကျွိုင်းမြို့နယ်မြူးစံတဲ့ကျေးရွာအနီးမှာ စစ်စင်ရေးပြုလုပ်ရမှာလက်နက်ကင်တပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဆယ်ဦးကိုတုတ်တင်ရှင်းလင်းကလက်နက်ခုနှစ်လက်တင်းစီရရှိခဲ့တယ်လို့ Eastern Command အိန္ဒိယအာမေကမေလ15ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ဒီလိုအိန္ဒိယနိုင်ငံကတိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ပြောဆိုမှုဟာလေညာမှုတစ်ခုသာဖြစ်တယ်လို့တမှုခရိုင်တော်လိုင်းအင်အားစုတွေကပြောပါတယ်။လက်ရှိအချိန်မှာတော့အိန္ဒိယစစ်တပ်တွေကအိန္ဒိယမြန်မာနယ်စပ်နီးမှာလုံခြုံရေးတိုးမြှင့်ထားပြီး အင်အားတိုးချက်ချထားတယ်လို့ဒေသခံတွေကပြောပါတယ်။တမူးမျိုးနယ်အတွင်းမှာတော့အိန္ဒိယတပ်တွေကချင်းမြင်နယ်ကနေအိန္ဒိယနိုင်ငံအတွင်းထွက်ပြေးတဲ့အာနာသိန်းစိုးစုတသားတွေကိုတမူးမျိုးနယ်နယ်စပ်ကကပြန်လည်ပို့ဆောင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကိုပြစ်ခတ်ရှင်းလင်းတာကတော့ဒါဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ